ှန်လာပါရှင်တို့ရှင်ရသေးစီအဖူးမျော်မရောက်တာကြာတာကတကြောင်ပြီးတော့ဟောဒီကတပည့်တော်ရဲ့ကျင်ရဇနီးကိုလည်းရှင်ရသေးကိုဖူးမျော်ကြည်ညိုစီလိုတာကတကြောင်တို့ကြောင်အခုလိုပြွေးပစ္စည်းများနဲ့လာဟုတ်ခဲ့ရတာပါခင်ဗျာအာတုသာတုကြိုက်ကြည့်လို့ခင်ဗျာသမိုင်းပေါ့နော်အဲ့မှာတော့ဇက်ဖို့တယောက်နေနဲ့ဘာလို့ရလဲဆိုတော့ဒါရိုက်တာကစာရေးဆရာဦးမင်းတီဟာ သူကနေပြီးတော့ကဲကွာတဲ့ဒီနေရာမှာလိုတယ်တဲ့မင်းဆမ်းပြီးတော့ဝင်လုကြည့်လိုက်တဲ့အဲ့လိုပြောပြီးတော့ကူမှလည်းရှက်ရှက်နေပေါ့ဝင်လုတာအဲ့တော့ကတော့ဝိဇ္ဇတို့ပေါ့မင်းကငါ့ကိုအပြော့ဆွေးနဲ့ဖြတ်ပြီးလှည့်စားခြင်းပြီးလို့လားဟဲ့နော်လို့ဝိဇ္ဇတို့တယောက်ကမင်းလိုငကားတကောင်ရဲ့အလှည့်ပြားကိုခံလိုက်ရတာအင်မတန်မှရှက်ဖို့ကောင်းပါတယ်ဇာစဉ်ကားတွေကတော်တော်များများကိုရိုက်ခဲ့တာဟိုပြောရမယ်ဆိုလို့ရှိရင် ရာဇဝင်ထိုးဇက်တွေရောဘာရောညာရောအဆုံးမပဲငါ90နေပတ်တော်တော်မှကုံတော်ဖြစ်တယ်အခုဆိုရင်60နဲ့8ပေါ့68တဲ့ပေါ့ပြမအောင်လုပ်ခဲ့ရကတော့အဲရာဇဝင်ကအဲ့ဒီမှာစိုက်ကြည့်ဦးဖရာသမိုင်းပေါ့နော်အဲ့ဒီမှာတော့ဇက်ပုတ် တယောက်အနေနဲ့ဘာလို့ ਆ လဲဆိုတော့ဒါရိုက်တာကစာရေးဆရာဦးမင်းတီဟာသူကနေပြီးတော့ကဲကွာလေဒီနေရာမှာလိုတယ်တဲ့မင်းစမ်းပြီးတော့ဝင်လုကြည့်လိုက်တဲ့အဲ့လိုပြောပြီးတော့ကို့မှလည်းရှက်ရှက်နဲ့ပေါ့ဝင်လုတာအဲ့တော့ကတော့ဝိဇ္ဇတို့ပေါ့နော်စောကြီးအဲအဲ့ခန်းနေစပြီးတော့လုတာနောက်ပိုင်းကျတော့ဆရာဦးမင်းတီဟာနဲ့ပဲတောက်လျှောက်ပေါ့တွဲပစ်သွားတယ်ဆရာကလည်းလက်တွဲခေါ်သွားတာပေါ့ အဲ့မှာအမျိုးမျိုးပဲကာရီတာမျိုးစုံလုပ်ခဲ့ရတယ်။စိုက်ကြည့်ဘုရားသမန်ရိုက်တော့ငါဆိုလို့ရှိရင်ထုံးလုံးရှိချယ်ရီသင်းเนาะသူတို့ကတော့အဓိကပေါ့မင်္ဂလာမင်းသမီးဥတို့ကတော့အဲ့မှာစပ်ပုတ်သေဥဆောင်လေးတွေပေါ့နောက်ပိုင်းကျတော့လေထုံးလုံးရှိချယ်ရီသင်းနဲ့ပဲဟိုအများဆုံးတွဲပြီးတော့ရိုက်ခဲ့ရတယ်။အများဆုံးကတော့ရာဇဝင်ကားတွေများတယ်လေခက်ကားမှလည်းအဲ့လိုပါပဲကိုကခဏကျတော့ van လောက်ရတာများတယ် van အများဆုံးလုပ်တာနောက်မှအဲ့မှာလုပ်ရင်းနဲ့ဆရာဦးမင်းစီဟာနေရာလေးတနေရာတခါထပ်ပြီးပေးတယ်ရာဇဝင်ကားမင်းသားအနေနဲ့ပေါ့ဘယ်မှာဆက်ရရလဲဆိုတော့ကိုးပါးဂုံတုံပေါ့ဂုံတော်ကိုးပါးတို့နောက်တခါအေးကြီးကမောင်ဆန်မဲ့တပွဲစားမောင်ဆန်မဲ့ပေါ့အဲ့မှာဝါဝါမြေမောင်လည်းတွဲပြီးတော့ရှင်းရတယ်ကိုးပါးဂုံတော်လည်းဒီတိုင်းပဲဝါဝါမြေမောင်လည်း နောက်တစ်ခါဘာရဲ့လဲဆိုတော့အတ္တကုံမှာမင်းသမီးနာမည်တော်မှာမိနေအဲတော့ရိုက်တာမြတ်နိုးဝေလာအဲတော့သိမမှတ်မိတော့ကြားခဲ့ပြီအဲဒီလိုပဲခေါင်းဆောင်မင်းသားနဲ့ရာဇဝင်ပေါ့နော်ရာဇဝင်မှာခုနကရှစ်ကလောက်ရိုက်လို့သေးတယ်အဲ့ဒါအဓိကတော့တပွဲစားမောင်စံမဲ့နဲ့အဲနည်းနည်းလေးဟိုနာမည်ရတာအောင်မြင်တာပေါ့အဲ့ချိန်မှာမင်းသိဆိုပြီးတော့ ဖြစ်သွားတာအလတ်ကိုမှရိုက်တဲ့အချိန်ကျတော့လည်းပဲအဲ့တော့ဆိုင်ဆရာဆရာဦးရွှေချမ်းတမ်းမြစ်ပေါ့သူကနေပြီးတော့နေဟောရအောင်လဲမြို့နာမည်ပေးမယ်တဲ့မင်းအခုဒီအရက်နာမည်နဲ့ရတော့မယ်မဖြစ်ဘူးတဲ့ကလောဦးရွှေချမ်းဘာနာမည်ပေးမလဲပေးပြလို့ပေးကြင်လာပေးမင်းဆရာနာမည်လဲပါအောင်မင်းကအစ်စ်လဲအစ်စ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းသေးဆိုပြီးတော့ဆရာရွှေချမ်းဦးသမ်းမြစ်ရနေပြီးတော့ ်နာမည်စပ်ပေးခဲ့တာတမျိုးစီပေါ့နော်ဒါပေမဲ့ဥရောကတစ်ချိန်တော့ရာဇဝင်ကားတွေရိုက်ခဲ့တော့လေဒီရာဇဝင်စကားတွေကိုပြောရတာဟိုကဟိုဘယ်လိုခေါ်မလဲဆိုတော့ကျင့်တဲ့အားရမှုတွေအများကြီးဖြစ်တယ်ပြောရတာဟိုကကွာဟိုဟိုကောင်းတယ်ပေါ့နော်ပြောရဆိုရတာဟိုခစ်ကဒီဘက်မှာခစ်အပိုင်းကိုရိုက်တဲ့အခါကျတော့လည်းပဲပြောရဆိုရတာနေရတော့မတူဘူးပေါ့ ဒါပေမဲ့သူ့ဟာနဲ့သူကတော့တမျိုးစီကတော့အကုန်လုံးကောင်းကြတာဟာကြီးပဲအားလုံးပါကြောက်လဲဆိုတော့ဦးလို့ကတော့ကိုလောက်ရတဲ့ဇက်ယုံမှာကိုကကိုဂျင်းနဲ့အားရမှုတော့ဖြစ်ခဲ့ပါတယ်ဖန်လေဖန်လျောက်ပေါ့နော်ဒီမင်းသားရိုက်တုံကလည်းမင်းသားအလျောက်ရာဇဝင်ကားတွေတော်တော်များများကိုရိုက်ခဲ့တာဟိုပြောရမယ်ဆိုလို့ရှိရင်ရာဇဝင်ထိုးဇက်တွေရောဘာရောညာရောအစုံပါပဲငါက90နီးပတ်တော်တော်မှကုံတော်ဖြစ်တယ် ဒါပေမဲ့950နိပါတ်တော့အပြည့်အဝဘလောက်ဝတင်းလဲဆိုတာတော့ဒါဥပ္ပိုလ်လည်းမသိဘူးလေစာရေးဆရာကြီးရေးတာတရိတာညွန်ကြညွန်ကြတဲ့အတိုင်းပဲဥပ္ပိုလ်ကရိုက်ခဲ့ကြတာဟုတ်အဲ့ဒီပုံမှာလည်းအများကြီးကျင့်တဲ့အားရမှုရှိပါတယ်ခေါင်းဆောင်တွေလည်းဘယ်နဲ့ကားလောက်ရခဲ့လဲနာမည်ရောသိမှမှတ်မိတော့မှတ်မိတော့ဆိုလို့ရှိလို့ရှင်ခုနပြောတဲ့တပွဲစားမောင်စာမဲ့ပေါ့အင်းရဲ့ကြီးကမောင်စာမဲ့အဲ့ဒါဆိုလို့ရှိရင်ဘယ်သူပါလဲချုံးလုံးရှင်ဝေါ်ဝါမင်းမောင်အဲ့ကားမှာကတိုင်တယ်ကတော့ ထုံးလုံးရှင်ခေါင်းဆောင်ပေါ့နော်ထုံးလုံးရှင်မောင်မြမအောင်မျိုးခိုင်အဲ့ဒါရင်နဲ့ရဲလာဒါပေမဲ့တကယ် main စက်ကောင်ကတော့ဥပဲပေါ့ဥမင်းသက်ပဲအဲ့တော့အဲဝတင်းနဲ့ဝါမီမောင်နဲ့ပေါ့ပြီးတော့မှတခါတပွဲစားမောင်စားမဲ့သူကဟိုတင်းကျန်းစောက်မတ်ဖဲဝါမတ်ဖဲဝါဆိုလို့ရှိရင်ဥလူရိုက်ခဲ့ကြတာက1 2 3ပေါ့3လောက်ကြည့် ရိုက်ခဲ့ကြရတယ်။အဲ့တော့အဲ့တော့ကတော့ဝါမီမောင်နဲ့ပဲ။အဲ့တော့ဝါမီမောင်နဲ့ဦးနဲ့အတွဲပေါ့။နောက်မင်းသမီးစစ်လေးတွေနှစ်ယောက်သုံးယောက်လောက်သူတို့နဲ့ရိုက်ခဲ့တယ်။နာမည်တွေတော့သိမှတ်မိတော့ဘူး။